1983ခုနှစ်လူလိုင်လ20ရက်နေ့မှာတရုတ်ဆောင်တဲ့ကိုခံပညာကျွမ်းကျင်သူဘရုစ်လီယာဟောင်ကောင်မှာအသက်32နှစ်အရွယ်နဲ့ကွယ်လွန်ခဲ့ပါတယ်။ဘရုစ်လီယာသူ့ကိုဟောလိဝုဒ်ကျယ်ဝင်တဦးအဖြစ်ပထမအဦးဆုံးတရုတ်လူမျိုးတရုတ်ဆောင်ဖြစ်လာစေမဲ့ Under the Dragon ရုပ်ရှင်ပြသမဲ့6ရက်အလိုမှာကွယ်လွန်ခဲ့ပါတယ်။လူများဟာသာရအသက်ရှင်နိုင်သူအထူးစွာရှိသူလို့ယုံကြည်ထားတဲ့ဘရုစ်လီလိုအားကောင်းတဲ့လူတစ်ယောက်ကဘလို့အကြောင်းကြောင့်များမမျှော်လင့်ထားဘဲနဲ့ကွယ်လွန်ခဲ့ရတာလဲ အဲ့ဒီချိန်ဟာဟောင်ကောင်တဝမ်းမှာဘရုစ်လီရဲ့မိသားစုဟာတစုံတစ်ခုကိုဖုံးကွယ်ထားပြီးတော့အမျိုးသမီးတဦးနဲ့မူးယစ်ဆေးဝါးများပါဝင်ပတ်သက်နေရဲဆိုတဲ့ကောလာဟာလာတွေလင်းလင်းမြန်မြန်ပြန့်နှံ့လာခဲ့ပါတယ်။ဒါဆိုရင်ဘရုစ်လီတကယ်တမ်းဘလို့ကွယ်လွန်ခဲ့တာလဲ။ကျွန်တော်တို့1983ခုနှစ်နွေရာသီကိုပြန်သွားရင်းနဲ့ဘရုစ်လီရဲ့တည်ဆုံးမှုအမှန်တရားကိုဖော်ထုတ်ပြီးတော့ဘလို့ဖြစ်ခဲ့တာလဲဆိုတာကိုပြောပြသွားမှာပါ။ 1983ခုနှစ်မှာ Bruce Lee နဲ့သူ့မိသားစုဟာဟောင်ကောင်မှာနေထိုင်ခဲ့ပြီးတော့ Bruce Lee ဟာ Under the Dragon ရုပ်ရှင်ထုတ်လုပ်မှုနဲ့ Game of Death ရုပ်ရှင်ကိုပြီးဆုံးအောင်ရိုက်ကူးနေခြင်းဖြစ်ပါတယ်။အဲဒီရုပ်ရှင်နှစ်ကားရဲ့ထုတ်လုပ်သူဟာဟောင်ကောင်အခြေစိုက် Golden Harvest ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီရဲ့တည်ထောင်သူ Raymond Chow ပါ။ Raymond နဲ့ Bruce တို့ဟာအခင်မင်းဆုံးမိတ်ဆွေတွေဖြစ်ပါတယ်။ဇူလိုင်လ20ရက်နေ့မနက်၈နာရီခွဲခန့်မှာ Bruce ကအိပ်ယာထပြီးတော့45မိနစ်ခန့်ပုံမှန်လေ့ကျင့်ခန်းနေလုပ်ခဲ့ပါတယ်။ သူဟာကာရီယိုလေ့ကျင့်ခန်းတွေကြီးခွန်းတူလေ့ကျင့်ခန်းတွေနဲ့ဝိမားတဲ့လေ့ကျင့်ခန်းတွေကိုမနက်တိုင်းပုံမှန်လုပ်လေ့ရှိပါတယ်။မနက်7:00နာရီခွဲမှာဘရုစ်လီဟာ Golden Harvest ကိုရောက်လာပြီးတော့ Raymond Chong နဲ့ Game of Death ဇာညုံဆွေးနွေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Bruce ဟာဆေးကြောက်အနှဲငယ်သုံးဆွဲထားပါတယ်။သူဟာဆေးကြောက်ကသူ့ရဲ့အသိစိတ်ကိုချဲ့ထွင်ပေးနိုင်တယ်လို့ယုံကြည်ထားပါတယ်။1980နဲ့80ခုနှစ်များမှာဟောင်ကောင်မှာဆေးကြောက်သုံးဆွဲခြင်းကိုလူကြိုက်များလာပြီးတော့ အထူးသဖြင့်ချမ်းသာကြွယ်ဝတဲ့လူတွေကြားမှာရေပန်းစားနေခဲ့ပါတယ်။နေ့လယ်တနာရီမှာဘရုစ်ကသူ့ရဲ့အနီရောင် Mercedes Benz ကားနဲ့သူ့ရဲ့ချစ်သူ Betty ထင်းဖိန်နေထိုင်တဲ့67 Beacon Hero ကိုတွားရောက်ခဲ့ပါတယ်။ Betty က26နှစ်အရွယ်ထိုင်ဝမ်တရုတ်ဆောင်တဦးဖြစ်ပြီးတော့ Raymond ချောင်းမတဆင် Bruce Lee နဲ့တိခဲ့ရတာဖြစ်ပါတယ်။ဟောင်ကောင်မှာ Bruce Lee နဲ့ Betty ရဲ့ဆက်ဆံရေးကိုလူတွေသိမ့်မသိကြပါဘူး။ညနေပိုင်းမှာ Bruce နဲ့ Betty တို့ဟာ Raymond ချောင်းရဲ့ ဟောလိဝုဒ်တရုတ်ဆောင် George Lazenby နဲ့ညစာစားဖို့ချိန်ထားခဲ့ပါတယ်။ Bruce Lee က George Lazenby ကိုသူ့ရဲ့ရုပ်ရှင်အသစ်ဖြစ်တဲ့ Game of Death မှာအဲ့တဲ့တရုတ်ဆောင်အဖြစ်နဲ့ပါဝင်စီခြင်းခဲ့တာဖြစ်ပါတယ်။ညနေ6နာရီမှာ Raymond Chang ဟာ Barry ရဲ့တိုက်ခန်းကို Bruce Lee နဲ့ Barry ကိုညစာစားဖို့လာခေါ်တဲ့အချိန်မှာ Bruce Lee ကခေါင်းကိုက်နေကြအောင်ပြောခဲ့ပါတယ်။ညနေ9နာရီခွဲသွားဖို့အချိန်ရောက်တော့လဲ Bruce Lee ရဲ့ခေါင်းကိုက်ဝေဒနာပိုဆိုးလာပါတယ်။ဒါကြောင့် Barry က Bruce ကိုနာကျင်မှုတတ်တာစီတဲ့ အကွာဂျီစစ်ဆေးတလုံးပေးခဲ့ပါတယ်။ဆေးတောက်ပြီးတော့ဘရုစ်ကသူ့အနားယူခြင်းကြောင့်ပြောခဲ့ပါတယ်။ညနေ9:45မှာရေမွန်ချောင်းဟာဘရုစ်နိုးလာတဲ့အခါကျမှဘက်ဒီနဲ့ဘရုစ်တို့အတူလိုက်လာဖို့ပြောပြီးတော့ဂျော့ချ်လက်ဆန်ဘီနဲ့ညစာစားဖို့တယောက်တည်းထွက်သွားခဲ့ပါတယ်။ညနေ10:55နဲ့9:00ခွဲကြမှာရေမွန်ဟာဘက်ဒီရဲ့တိုက်ခန်းစီကိုဖုန်းနှစ်ကြိမ်ဆက်ပြီးတော့သူတို့ဘယ်အချိန်လာမလဲဆိုတာကိုမေးခဲ့ပါတယ်။ပထမအချိန်မှာဘက်ဒီကဘရုစ်အိတ်နေကြောင်းပြောပြခဲ့ပြီးတော့ဒုတိယအချိန်မှာ ဘရုစ်လီအိတ်နေစေဖြစ်တော့လဲသူ့ကိုနှိုးဖို့စူးစမ်းကြည့်မယ်လို့ပြောခဲ့ပါတယ်။ဘယ်ဒီယာဘရုစ်နှိုးသွားမှာကိုစိုးရင်တဖြင့်တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးတော့အိတ်ခန်းထဲကိုဝင်ကသူ့ဘေးမှာဒူးထောက်လျက်ဘရုစ်ဘရုစ်ဆိုပြီးတော့တူတူလေးခေါ်လိုက်ပါတယ်။ဒါပေမဲ့ဘရုစ်ကတုံ့ပြန်ခြင်းမရှိပါဘူး။အဲ့နောက်ဘယ်ဒီယာသူ့ပခုံးကိုတွန်းလိုက်ပြီးတော့အနှဲငယ်အတန်မြင့်ကဘရုစ်ဘရုစ်ဆိုပြီးတော့ထက်ခေါ်လိုက်တော့လဲဘရုစ်လီကလုံးဝနိုးမလာခဲ့ပါဘူး။အဲ့လိုနဲ့ဘယ်ဒီယာ ပုံမဆိုးရင်လာပြီးတော့ Bruce Lee ကိုလှုပ်ရမ်းတာ Bruce Bruce ဆိုပြီးတော့အော်ဟစ်လိုက်ပါတယ် Buddy က Bruce ကိုနှိုးရင်ကြိုးစားတော့လဲသူ့ကိုလုံးဝနှိုးလို့မရခဲ့ပါဘူးအဲ့ဒီခါမှာသူမစိတ်လှုပ်ရှားပြီးတော့ Raymond C ကိုဖုန်းဆက်က Bruce Lee ကိုနှိုးလို့မရကြအောင်ပြောခဲ့ပါတယ်အဲ့နဲ့ Raymond က Buddy ကိုစိတ်ငြိမ်သွားအောင်ပြောပြီးတော့တိုက်ခန်းစီကိုအပြေးလာခဲ့ပါတယ် Raymond ရောက်လာတဲ့အခါမှာ Bruce Lee က Buddy ရဲ့အိပ်ယာပေါ်မှာအဝတ်အစားမပြည့်မစုံနဲ့ လဲလျောင်းနေပြီးတော့တုံ့ပြန်မှုမရှိတော့တာကိုတွေ့ခဲ့ရပါတယ်။ချောင်းဟာအချိန်နှောင်းသွားပြီဖြစ်ပြီးဘရုစ်လီယာတေဆုံးသွားပြီဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ဒါဆိုအဲ့ဒီအချိန်မစ္စတာချောင်းရဲ့စိတ်ထဲမှာဘာတွေဖြစ်နေမလဲဆိုတာကိုစဉ်းစားကြည့်အောင်။ဟောင်ကောင်ရဲ့အထင်ရှားဆုံးလူတော်ဦးကသူ့ချစ်သူရဲ့အိယာပေါ်မှာတေဆုံးနေပြီးတော့သူတို့နှစ်ယောက်လုံးဟာဘရုစ်တေဆုံးမှုရဲ့မျက်မြင်သက်သေတွေဖြစ်နေခဲ့ပါတယ်။အဲ့ဒီပြဿနာအရှုပ်တော်ပုံကသူတို့နှစ်ယောက်လုံးကိုဖျက်ဆီးလိုက်မယ်ပြီးတော့မီဒီယာတွေကသူတို့ကိုအပြစ်တင်ကြလိမ့်မယ် တို့ရဲ့လုပ်ငန်းတွေပျက်စီးသွားနိုင်ပြီးတော့တရားဥပဒေအရပြဿနာကြီးကြုံတွေ့ရနိုင်တယ်လို့တွေးနေကြတာပါအရင်ရီမွန်ရဲ့မူလရွေချက်ကဘရုစ်လီရဲ့အသက်ကိုကယ်တင်မှုဖြစ်တော်လဲအခုခါမှာသူ့ရဲ့ရွေချက်ကဘရုစ်လီဟာချစ်သူရဲ့တိုက်ခန်းမှာမဟုတ်ပဲတခြားနေရာတစ်ခုမှာတည်ဆုံးရမယ်ဆိုတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ရီမွန်ဟာဘယ်ဒီယိုသူမရဲ့ပါစနယ်ဒေါက်တာချူကိုဖုန်းဆက်ခိုင်းခဲ့ပါတယ်ဒေါက်တာချူရောက်လာတဲ့အခါမှာဘရုစ်လီအသက်ပြန်ရှူလာအောင်10မိနစ်ကြာစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး ရေမွန်ကဒေါက်တာချူကိုဘရုစလီရဲ့အခြေအနေကိုရှင်းပြပြီးတော့ခန္ဓာကိုယ်ဘက်တစ်ဟော့စပီတယ်ကို ပို့ဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီဆေးရုံကဘယ်ဒီရဲ့တိုက်ခန်းနဲ့မိုင်ဝက်လောက်သာဝေးပြီးတော့ဒေါက်တာချူရဲ့အလုပ်ခွင်ဖြစ်တဲ့အတွက်တက်တီတွေကိုရှော့ချဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒေါက်တာချူကလူနာကိုကွင်းအဲလစ်ဘတ်ဟော့စပီတယ်ကိုပို့ဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီဆေးရုံက25မိနစ်ခန့်ဝေးပြီးတော့ဘက်တစ်ဟော့စပီတယ်ထပ်ပို့ဝေးပါတယ်။အဲ့လိုဆုံးဖြတ်တာဘရုစလီရဲ့တေဆုံးမှုပြဿနာကို သူ့ရဲ့အလောက်ခွင်စီကိုယူမသွားကျင်တာကြောင့်ဖြစ်ပါတယ်အဲ့လိုနဲ့ည10နာရီခွဲခန့်မှာလူနာတင်ရင်နဲ့ဆေးဘတ်ဆိုင်ရာဝန်ထမ်းနှစ်ဦးရောက်လာခဲ့ပြီးတော့သူတို့ဟာဘရုစ်လီရဲ့နှလုံးခုန်တုံးကိုဆမ်းမရအောင် CPR နဲ့အောက်ဆီဂျင်တွေပေးပြီးတော့ပြုလုပ်ခဲ့တော့လေဘရုစ်လီရဲ့အခြေအနေကပြောင်းလဲမှုမရှိခဲ့ပါဘူးဒါကြောင့်ဆေးဘတ်ဆိုင်ရာဝန်ထမ်းတွေကဘရုစ်လီကိုလူနာတင်ရင်မော်ကိုတင်ဆောင်ပြီးတော့ရေမွန်ချောင်းနဲ့ဒေါက်တာချူးတို့ကိုလည်းလူနာတင်ရင်နဲ့အတူလိုက်ပါသွားခဲ့ပါတယ်ည7နာရီခွဲကျော်မှာဟောင်ကောင်ရဲ့ဖုန်းကောတွေမှာ ဘရုစ်လီအသက်32နှစ်အရွယ်ကွယ်လွန်ချောင်းဆိုတဲ့သတင်းတွေပြန့်နှံ့လာခဲ့ပါတယ်။အဲ့နောက်ခန္ဓာကိုယ်စစ်ဆေးချက်များအရဘရုစ်လီဟာအုံနောက်ရောင်ရမ်းမှုကြောင့်တည်ဆုံးခဲ့ရလို့ဖော်ပြခဲ့ပြီးတော့ထိုအုံနောက်ရောင်ရမ်းမှုဟာဗက်ဒီယာပေးခဲ့တဲ့အကွာဂျီစစ်ဆေးနဲ့ဓာတ်မတည့်မှုကြောင့်ဖြစ်နိုင်ကြောင်းလည်းဖော်ပြခဲ့တာဖြစ်ပါတယ်။ဟောင်ကောင်မှာကျင်းပခဲ့တဲ့ဘရုစ်လီရဲ့ဇာပနာအခမ်းအနားကိုလူပေါင်း2000ခွဲခန့်တက်ရောက်ခဲ့ပါတယ်။နောက်သုံးရက်ကြာတော့ဘရုစ်လီရဲ့ဇနီးလင်နာသူ့ရဲ့ခင်မွန်းသူတို့နှစ်ဦးချစ်ချင်းမြတ်တာစတင်အား အယိုးရှင်းဆုံးနဲ့အပျော်ရွှင်ဆုံးအချိန်များကိုဖြတ်သန်းခဲ့တဲ့ဆီယောတယ်မှာမြုပ်နှံခဲ့ပါတယ်။ဒါဟာဘရုစ်လီရဲ့တည်ဆုံးမှုအမှန်တရားပဲဖြစ်ပါတယ်။